2016ဥတမုန်နဲ့အင်ယာပြပွဲပြုလုပ်တဲ့၃ရက်အတွင်းဆောက်လုပ်ရေးနဲ့အင်ယာဖွံ့ဖြိုးရေးဘဏ်မှတန်ဖိုးနဲ့အင်ယာဝယ်ယူနိုင်မှုအတွက်အကောက်နာဖွင့်သူ600ကျော်ရှိပါတယ်။နွေနီသတင်းပေးပို့ထားပါတယ်ရှင်။ပထမဆုံးချိန်ပြုလုပ်တဲ့2016တမုန်နဲ့အင်အားပြပွဲမှာဆောက်လို့ရင်းနဲ့အင်အားဖွံ့ဖြိုးရေးဘဏ်နဲ့ချိတ်ဆက်ပြီးတမုန်နဲ့အင်အားတွေကိုအရေးကြဝယ်ယူနိုင်ခွင့်တွေရရှိခဲ့ပါတယ်။အဲ့ဒီဘဏ်နဲ့ချိတ်ဆက်ပြီးအကောင်ဖွင့်ကမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ထားတဲ့တမုန်နဲ့အင်အားတွေကိုအင်တန်မိုးရဲ့30ရာခိုင်နှုန်းပေးသွင်းပြီးနော်။ ရှင်းနှစ်အရေးကြာထမှန်ပေးသွင်းမှာကအင်ယာပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အခုပြုလုပ်တဲ့ပြပွဲကိုတော့လာရောက်ကြည့်ရှုသူများပြခဲ့ပြီး၃ရက်အတွင်းဘဏ်အကောက်ဖွင့်သူ600ကျော်ရှိခဲ့တယ်လို့အဲ့ဒီဘဏ်မှာအုပ်ချုပ်မှုဒါရိုက်တာကပြောပါတယ်။ပြပွဲတစ်ခုမှာဒီလိုဝယ်စုစည်းရင်းဖွင့်ဖို့အတွက်600လောက်စုလာတယ်ဆိုတာဟာ သူတွေမျိုးလေးထားလို့မရနိုင်လို့တဲ့အနေအထားတစ်ခုကိုတွေ့ရတဲ့ခါကျတော့ပြည်သူလူထုဟာကိုယ့်အိမ်လေးတစ်ခုဘလောက်တောင်နေကျင်နေကြတယ်လဲဆိုတဲ့ဆန္ဒကိုထုတ်ဖော်ပြနေတယ်လို့ပဲဖြစ်ရတဲ့အတွက်ကြောင့်ဒီကိစ္စနဲ့ပတ်သက်လို့လုံနေရတဲ့လူတွေအားလုံးကလည်းပီတိတွေဖြစ်ရတယ်အခုလိုအခြေခံလူရန်းစားတွေအတွက်ရေးကြတဲ့အင်အားပိုင်ဆိုင်ခွင့်ရဖို့ပြုလုပ်ပေးတဲ့အစီအစဉ်ဟာကောင်းမွန်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့လာရောက်ကြည့်ရှုသူတချို့ကလည်းပြောပါတယ်အဲလေးလာတော့ကတော့သူကြီးကဘာလဲဆိုတော့အခုလည်းဥတို့လည်းလာဒီထဲမှာပါပါတယ်ပြည်သူတယောက်နေနဲ့ ပါတဲ့အတွက်ဒီဟာအားလုံးကဒါတော်တော်များများစိတ်ဝင်စားလို့လာလိမ့်ကြရပါဘောနော်အဲ့လဲဆိုတော့စိတ်ဝင်စားရေးလောက်လဲလူတွေကဒါကိုတဖြည်းဖြည်းနဲ့ဒါနိုင်ငံတော်ကနေပြီးတော့လောဒီလုတ်တဲ့အတွက်ဒါပြည်သူလူထုဟာစိတ်ရဲဟလာအဲတာမန်လူတန်းစားအနေနဲ့ပေါ့ဒါသူတို့လည်းသိလာပြီသိလာတဲ့အတွက်ဒါကိုဟလာတဖြည်းဖြည်းနဲ့အောင်မြင်သွားရင်ဒါအကုန်လုံးကလူတိုင်းလူတိုင်းကအဆင်ပြေချုံးဝေပြီပေါ့နော်စိတ်ချမ်းသာစွာ လောက်ကင်လာစားတော့နေထိုင်တဲ့အဆင့်ဒါဖြစ်လာမှာပါနော်ထမုန်းတဲ့အရာတွေကိုစားလို့ရေဘန်နဲ့ချိတ်ဆက်ပြီးရေကြဝယ်ယူလို့ရတယ်ဆိုတာကိုသိရှိမှုအားနည်းနေသေးတဲ့အတွက်အခုလိုပြဝဲတွေပြုလုပ်ပြီးအများပြည်သူသိရှိအောင်လှုပ်ဆောင်ပေးဖို့လိုအပ်တဲ့အပြင် online တွေပေါ်ကတဆင့်လဲကြညာသွားဖို့ရှိတယ်လို့ဆိုပါတယ်ဟိုပေါ့ website တွေ Facebook တွေအဲ့လိုဝင်နေတဆင့်ဒီဘန်နဲ့ပတ်သက်ပြီးတော့အရာလေးတွေဆောင်ရွက်နေမှုကလေးတွေကိုတော့ဆုံဆုံလင်လင်နဲ့တင်ပြသွားမယ်လို့လည်းစိတ်ကူးရှိပါတယ် ိပြဝဲမှာအနည်းဆုံး98သိန်းကနေ7သိန်း120တန်မိုးရှိတဲ့တန်မိုးနဲ့အင်အားတွေကိုအရေးကြရောင်းချပေးခဲ့တာပါ2016တမိုးနဲ့အင်အားပြဝဲကိုအောက်တိုဘာလ22ရက်နေ့ကနေ23ရက်နေ့ထိရန်ကုန်မြို့ MICT ဘက်မှာပြုလုပ်ခဲ့ပြီးစိတ်ဝင်စားသူအများအပြားလာရောက်ကြည့်ရှုခဲ့ကြပါတယ်။ကျွန်မကတော့နေနေပါရှင်။